ဒါလေးကတော့မြန်မာပွဲတဲ့အတန်းမှာတင်ပြဖြစ်တဲ့၁၇ထည်မြောက်သင်ခန်းစာနော်။နိုဗရာကော့ဆက်ကိုအုံခွက်ဖြစ်တဲ့နီးနောက်ထပ်တနီးနဲ့တင်ပြထားတာပါ။ဒါကတော့အမကတော့ကော့ဆက်2လို့နာမည်ပေးထားတယ်။သူ့ရဲ့ရင်ခွက်ဖြစ်တဲ့ပုံစံလေးကအမတို့ဗမာအုံခွက်နဲ့တူတယ်။အုံကိုလုံလုံလေးနဲ့ရင်ကဝက်လိုက်ရင်ချွန်ချွန်လေးအယံကိုလှတဲ့ ်အုံခွက်လေးပေါ့နော်အမကတော့ဒီရင်အုံခွက်ကိုအရင်သဘောကျတယ်ကြိုက်တယ်ဒါလေးကပြင်သစ္စာလေးတလွားနဲ့ထက်ချုပ်ပြီးတော့မှအပေါ်ကနေရင်ပုံပြန်ထပ်ထားသလိုပုံစံဒီဇိုင်းလေးယူထားပြီးတယ်ပြောမယ်ဆိုလို့ရှိရင် one off shoulder ဒီဇိုင်းလေးပေါ့နော်တစ်ဖက်ကပခုံးပါပြီးတော့မှတစ်ဖက်ကပခုံးပြောက်ပုံစံလေးယူထားပြီးတယ်လက်ကလေးကလည်းဒါကအမတို့က button match sleeves နော်နောက်ကလည်းဒီမှာနောက်ဂျိုချီလေးနဲ့ယူထားပြီးတယ် ရှင်ခံဘက်အချမ်းကအတူလေးနဲ့ဒီပခုံးပါတဲ့အချမ်းကအင်းကြီးကိုနည်းနည်းရှည်တဲ့ပုံစံဒီဇိုင်းလေးယူထားပေးတယ်။နောက်ကျောဒီဇိုင်းလေးလည်းအရင်လှတယ်နော်။အင်းကြီးရောင်လေးက အပြင်မှာဘေးဒါရောင်နုနုဖက်ဖက်လေးအပြင်မှာအရင်လှတယ်။လက်ရည်လေးဆိုလဲစင်ကောနေရပဲသူကလေ။ဒါအရှိမဆိုရင်ရင်ပုံးလေးကိုအမရပန်းကျဲသီးလေးနဲ့ထိန်းထားတဲ့အရှင်သဘောမျိုးလေးထည့်ထားပေးတယ်။ဒါကစာဘက်ကလက်ကလေးရဲ့ရုပ်ထွက်ပေါ့နော်။ ဒီဘက်ကကျတော့အမတို့ပိတ်အထူကိုထုတ်လိုက်တဲ့ကထွက်လာတဲ့မိဘုံလက်ကလေးရဲ့ရုပ်ထွက်ပေါ့နော်မိဘုံလက်လေးလိုနာမည်ပေးထားတာအရန်လာပါတယ်တင်းနှင်းသူရဲ့လက်ရာလေးပါဒါကအတွင်းထဲမှာ သူရဲ့ချုပ်ထားတဲ့ပုံစံပေါ့နော်တစ်ဖက်ကဘေးချုပ်စာထဲမှာပခုံးသားပါတဲ့ဘက်ကိုထည့်ချုပ်ထားပြီးတော့မှတစ်ဖက်ကရင်ခံကိုအပြည့်အလွတ်ကလေးယူထားပြီးရယ်နော်လက်ရာလေးကအပြည့်မှာစင်ကော့နေရပဲအရန်ကိုလှတယ် နော်ဒါကရင်ပုံအရှင်လေးအဲ့တော့နောက်ဖက်ထဲမှာကြည့်မယ်ဆိုလို့ရှိရင်လည်းအမားတို့ကထုံးစံတိုင်းပဲရင်ခံနေချုပ်ရင်အတွင်းပြင်းနှလွာအချောချုပ်တာနော်အတွင်းထဲကြီးကြီးအပြင်မှာကြီးကြီးတက်ရက်ပြီးတော့မှလှနေတယ်ဒီမှာလက်လေးရစာအမားတို့ကအတွင်းထဲကိုလုံးဝအချောထဲချုပ်ထားတာနော် ပဒမက်ဂျစ်စတိပလေးကဇာဘက်မှာအပျော်လေးဆိုတော့ချထားရင်သူကဒီလိုခုခွေလေးဝတ်ထားရင်လက်ကကော်ချောင်းနဲ့အဖောင်းလေးပုံစံလေးယူထားတာမိဘုံပုံစံလေးနော်အရန်ကိုလာပါတယ်ဒီမှာအတွင်းထဲမှာလည်းလုံးဝသိရဲနေတာပဲဒါကဖွဲ့တဲ့တင်နှန်းသူအမရဲ့လက်ရလှလှလေးပါအရန်ကိုတော်တဲ့အမပါနော်ပြင်မှာအရန်လှတဲ့အထယ်လေးတော်တော်လေးချစ်စရာကောင်းပါတယ်